โอเคမင်္ဂလာပါကျွန်တော် serious computer နဲ့ပြန်လည်ကြိုဆိုပါရစေ။ဟုတ်ပြီကျွန်တော်ရင်းနှီးခေါင်းသင်ခန်းစာမှာဒါလေးတွေကိုကျွန်တော်တို့ဘယ်လိုပြောခဲ့လဲဆို Status context တွေထည့်တယ်လို့ပြောခဲ့။ Okay ဒီက dynamic dynamic context ကိုထည့်မယ်။ဟုတ်လား dynamic context ဆိုရင်တော့ဒီမှာကြည် program run ကြည်လေဒီ level 1 2 3 4 level 1 2 3 4 5 6 7 program run နေတဲ့ကျွန်တော် number တွေအမျိုးမျိုးပါဖြစ်နေပါတော့လာပြောင်းနေမှာ။အဲဒီကောင်တွေကျွန်တော်တို့အရင်ဆုံး initial state ပြုလုပ်တာ။ပြီးကျွန်တော်တို့ဒီ button reset button ဒီဘာကနန်းမှမရှိသေးတဲ့အချိန်သူ့ကိုဘာလုပ်ထားလဲဆို disable လုပ်တာ okay program run ကြည့်အောင်မယ်ဟောနအခြေအနေတစ်မျိုးမှာ run ကြအောင်မယ် okay ဒီအခြေအနေမှာဒီလိုဖြစ်နေဒီမှာ number လေးတွေ site လေးတွေနည်းနည်းကြီးချင်းကြီးလို့ရတယ်ဗလားပုံနည်းနည်းခြုံရင်ခြုံလို့ရတယ်ဗျာနော်ဆက်ရ2ကနည်းနည်းများတာ okay 1စီလောက်ကျွန်တော်ခြုံမယ်နော်အဲ့ဒီပုံစံလေးဖြစ်နေလို့ရမှာ okay button ဒီမှာတော့ဒီကောင်းကိုပြန်ပြီးတော့ comment ပြန်ဖွင့်လိုက် H1 Y1 ပေါ့နော်တစားပြီးအောင်လည်းချော်တယ်ဟုတ်နော် H1 Y contrast တစ်ချက်လို့အဲပြီးရင်တော့ level တွေဒါ dynamic corner တွေလမ်းပြီး assess လုပ် and B ရန် level dynamic corner ဆိုတော့တို့ program run နေတဲ့ချိန်မှာသူဘာဖြစ်နေမှာလဲပြောင်းနေနေမှာတလားနော်ဟုတ်ပြီနော် run နေတဲ့ချိန်တွေမှာကျွန်တော်တို့ပြောင်းမအောင်လား okay dot configure c o n ဟော f i g u အာကွန်ဖစ်ကကွန်ဖစ်ကမတ်တန်းနေပဲကျွန်တော်တို့ဘာဖြစ်လို့လဲကျွန်တော်အခုနဲ့တွေ့လားခုနကကျွန်တော်တို့ဝါရီပြနေပြီပဲအခုမပြတော့နော်အဲ့ကောင်ဘာဖြစ်လို့လဲဆိုကျွန်တော်တို့ကွန်ထရယ်ရှစ်ခဏလေး run နေတဲ့ကောင်လေးဒီ J ဟာပိုင်းလုံး share ကိုကျွန်တော်ပိတ်လိုက်လို့ဟုတ်လားဟိုနဒီ J ဒီမှာထားလိုက်ကျွန်တော်111ဒီတိုင်း source ထုတ်ထားလိုက်တယ်ဒီကောင်လေးခောက်ထားလိုက်မယ်ဟာ control space နှိပ်လိုက်တဲ့ချင်းသူမထွက်တော့ဘူးဟုတ်လားဟုတ်နော်ခုနတော့ပြနေပြီထားလိုက်ပါထားလိုက်အဲ့ဒါအလောက်အရင်ကြီး if config ကအားထွက်လိုက်တယ်လား run နေရတာနဲ့ပြီး lunch ချိန်ဆက်လိုက်တော့ဘာဖြစ်လဲထွက်လာအဲ့လိုလေးလဲစမ်းသက်ချင်နော်အဲ့ဆိုတော့ dot py file နဲ့မှာအဲ့လိုထွက်ချင်တခေါက်တခေါက် run ပြီးတော့ဒီ JS နဲ့ချိန်တာ JS တောင်ပဲလေ Python share နဲ့ချိန်တာနော်ချိန်တော့လို့ချိန်အောင်မအောင် run ထားတယ်ပေါ့နော် comment ကလည်းမကျွန်တော်ဘာထည့်မလဲ dhd test test property တဲ့ကိုကျွန်တော် test property တဲ့ကိုကျွန်တော်အပြောက်ပြောက်လေးတွေပဲထည့်ထားမယ်ဒီပြောက်ပြောက်လေးတွေကျွန်တော်တို့ကြာတဲ့အချိန်မှာဘာဖြစ်သွားလဲပြောင်းသွားမှာဟုတ်နော် level 1နဲ့လောလောဆယ် plain နေပြန်တယ်ဒီမှာလေ 把妈妈办，就那个表表的发的问，贴表的都没有，几件表的列表了出来，我们晒嘞他来吧，我们列都秒都秒没了，骨头 C，骨头 V，那都列啊，巧列为不能够用，巧过就那个 NHS 的，我 program run 了嘞，代表 config 了它 three four five。 ြီးရင်တို့ sorry ဘလို့ရေးရလဲရှေ့ရှင်းတော့ပြောင်းပြန်လဲရတယ် sys ဟုတ်လား sys ပြီးရင်တို့ဒီ button reset button ကိုကျွန်တော်ဘာလုပ်ကြလဲ disable လုပ်ကြဒီကျမသူ disable ဟုတ်လားမဟုတ်ဘူးတို့နှိပ်လို့ရတယ်ပြန်စပါမယ်တို့ဘာလို့ပြန်စမှာလို့တော့မလို့ပါလေပြန်စခံတယ် program အဲ့လိုစဉ်းစားတယ်ဒါဆိုရင် resbtn. ပါရှိတယ်ဆိုရင်အဲ state state ရှိတယ်နော် config ကပဲ CONFIG ရ config ကားတွေရပဲသွားတာ config ကား config ကားမှာသူရ keywords argument တွေရပါရှိလဲ STA D state equal state မှာပါရှိနေလဲဆိုရင်အိုးတွေ့လား update disable ကိုကျွန်တော်လိုချင်တာ DE DISI APN လေးဒီ disable တယ်โอเคမလား state မှာကျွန်တော်က disable ထားတယ်ပြန် run ကြည့်ဒီကောင်လေးကိုမက်မက်ရပြန်ပြေးလဲဟုတ်လား RAM module အဲ့ဒါနော်ဒါ dynamics oh oh အပြောင်းလေးတွေ access လုပ်သွားပြီပြောင်းလေးဒီမှာပြန်စပါနှိပ်လို့ရပြီလားမရတော့ဘူးအဲ့ဒါတစင်းချင်းတော့ဟုတ်လားကဲနောက်တစ်ခုခုထိကျွန်တော်တို့ဟိုမှာ consume run ခဲ့တဲ့ random number တွေပါဒီမှာလာထည့်ပြီလားဒီ button နှိပ်ရင်ဘာဖြစ်ပါလဲဆိုရင်လုတ်ပြီလားမလုတ်သေးခင်နောက်တစ်ခေါက်တင်ရမှာကျွန်တော်တို့ function တွေထည့်တော့မှာ okay thank you ပြ yeah.